Subrin Platform Channel ကိုလာရောက်အားဖြည့်ပေးကြတဲ့ clicker ပေါင်းနဲ့ dollar ပြည်သူပေါင်းမင်္ဂလာပါဗျာအခုကျွန်တော်တင်ဆက်ပေးမှာကတော့စာရေးဆရာအင်းစိန်အောင်စိုးရဲ့အမှန်တရားဘတ်တော်သားစာအုပ်အပိုင်း၈အဖြစ်ဒီထဲကအပိုင်းတို့တွေဖြစ်တဲ့၈ပေ12ပေပတ်လည်အတွင်းကဖြစ်ရမှန်များဆိုတဲ့အပိုင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကဲစလိုက်အောင်ကျွန်တော်ယခုတစ်ခေါက်ထောင်တန်း58နှစ်အပြည့်ပေးခံရပြီအချင်းထောင်ရဲဘတ်စခန်းတွေမှာ73နှစ်3လတိတိ နေထိုင်ခဲ့ပါတယ်။အင်းစိန်ထောင်တိုက်မာကြီးမှာနှစ်နှစ်6လမန္တလေးထောင်တိုက်အတွင်းမှာတစ်နှစ်6လစစ်စုပေါင်းတိုက်ခန်းတွင်၄နှစ်ခန့်နေထိုင်ခဲ့ရစဉ်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးတွေကိုစာဖတ်သူတွေကိုအမှန်တိုင်းရေးသားဖော်ပြပေးလိုက်ပါတယ်။အရင်ခေတ်ကအင်းစိန်ထောင်ရဲ့တိုက်ခန်းအတွင်းမှာဖြစ်စေမန္တလေးထောင်ရဲ့တိုက်ခန်းအတွင်းမှာဖြစ်စေမိန်လာတက်ဖို့နှစ်ပေပတ်လည်အကျယ်ဝင်းရှိပြီးတော့စောက်အနက်ရှစ်လက်မှခန့်ရှိတဲ့ကောစလုံးတွေပေးထားတယ်။ ဒီကောစလုံးလေးပြင်ကြံညောင်းချွတ်ချွတ်အိတ်နဲ့ဖွဲတဲ့အိတ်လည်းပေးတယ်။စဘာခွန်လေးကိုမိဖို့ကြီးမှလောင်စာအဖြစ်အသုံးချပြီးတဲ့နောက်စွန့်ပြစ်ရမယ့်ဖွဲပြားတွေကိုတိုက်ခန်းအတွင်းတုံဆွဲဖို့မိင်္ဂလာတက်ရင်ကောစလုံးထဲမှာအောက်ကနေဖြန့်ခင်းလို့ခွတ်မပေးအောင်ထည့်ရတယ်။မိင်္ဂလာတက်ပြီးတဲ့နောက်မှာလည်းမစင်ကိုဖွဲနေအပေါ်ကနေပြန်ဖုံးပေးရတယ်။ဒါမှလည်းခွတ်မပေးသလိုအနံ့အသက်လည်းမနှံတော့မှဖြစ်တယ်။ဒီအုံပြုတ်ပုံဟာအင်းစိန်ထောင်နဲ့မန္တလေးထောင်ရဲ့ တူညီတဲ့အသုံးပြုပုံတွေပဲဖြစ်တယ်။ခိုရင်ကတော့တိုက်ခန်းနေမှတ်သမျှမှာ တပေပတ်လဲချဲဇောက်ရှစ်လက်မှခန့်ရှိတဲ့စစ်အင်တုံတွေကိုမိလာခွက်ပြအသုံးပြုဖို့ဆိုပြီးတော့ပေးထားဘူးတယ်။ဒါပေမဲ့လည်းတိုက်ခန်းအတွင်းရအကျဉ်းသားတွေတယောက်နဲ့တယောက်မကျေနပ်လို့စီးရင်ရှင်ကြတဲ့အခါမှာဒီမိလာခွက်စစ်အင်တုံတွေကိုလူတက်လက်နက်ဖြင့်အသုံးပြုလာကြတဲ့အတွက်နောက်ပိုင်းမှာအကျဉ်းထောင်အာဏာပိုင်တွေကကော့စလုံတွေကိုပြောင်းလဲပြီးတော့ စင်အုံလေးနေရာမှာ အစားထိုးအသုံးပြုလာကြတယ်။ဒါကြောင့်ပဲတိုက်ခန်းတွေတဲမှာတော့လူသက်မှုတွေစင်အုံနဲ့ခေါင်းရိုက်ခွဲမှုတွေဟာလျော့ပါသွားပါတယ်။ဒီလိုပြဿနာတွေဟာအချိန်ပေါင်းများစွာတစ်ချိန်ရတော့ဖြစ်ခဲ့မှုပါတယ်။ရေးကျင်တာကကျွန်တော်တို့အကျဉ်းသားတွေဖွဲကိုမိန်လာသုံးဖို့တာမက ခြင်တက်ဖို့ဘလို့သုံးတယ်ဆိုတာကိုပြောပြကြင်တာပါ။ရန်ကုန်ပဲဖြစ်ဖြစ်မန္တလေးပဲဖြစ်ဖြစ်တူညီတာတစ်ခုကတော့အကျဉ်းထောင်တိုက်ခန်းတွေမှာ ရှင်းအလုံးပေါ်များပါတယ်။ဒါကြောင့်တိုက်ခန်းတွင် နေထိုင်သူတွေကထောင်ဝင်စားလာနိုင်သူတွေအဆင်ပြေသူတွေကတော့အချင်းဦးစီးဌာနတပ်သားဆိုင်မှာချင်းစည်းခွေဝယ်ယူပြီးညမိုးချုပ်တာနဲ့ချင်းနိုင်စည်းခွေလေးထုံးလို့ချင်းအန်နေရကိုကာကွယ်နိုင်ကြတယ်။မိချစ်ကိုတော့တရားမဝင်ဝယ်ယူလို့ဖွက်ပြီးတော့တုံးကြတာပေါ့။ထောင်ဝင်စားမလာနိုင်သူတွေအဆင်မပြေသူတွေကတော့ချင်းအန်နေရကိုဘလို့ကာကွယ်ကြတယ်ဆိုရင်နေ့ပိုင်းမှာဆိုရင်ချင်းနေရအလင်းရောင်ရှောင်ကြတယ်။ ဒါကြောင့်အမှောင်ရှိတဲ့နေရာကိုတွားရောက်ပြီးတော့ခိုးအောင်ကြလိမ့်ရှိတယ်။ဘသူကတော့စတင်ပြီးစဉ်းစားအသုံးပြုတယ်လဲတော့မသိပါဘူး။ကျွန်တော်တို့အကျဉ်းသားတွေကမိန်လာသုံးဖို့အတွက်ပေးထားတဲ့ကြံညောင်းကြွကြွအိတ်ကိုဖွဲတဝက်ကြွကြွလောက်ထည့်ပြီးတော့ပိုနေတဲ့ကြွကြွအိတ်ရဲ့အပေါ်အဆကိုထောင်ထားလိုက်တယ်။လောင်စာအဖြစ်အသုံးပြုပြီးဖြစ်တဲ့ဖွဲတွေဟာမဲမောင်လို့ခြေနေကိုလာပါလာပါလို့လက်ရက်ခေါ်ယူနေတယ်လို့ဖြစ်တဲ့အတွက်အကျဉ်းခန်းလေးမှာတွားလာပြန်တန်းနေတဲ့ခြေနေကိုကျွန်တော်တို့က ပစိုးတထယ်နဲ့လိုက်လံမောင်းထုတ်နေတဲ့အခါချင်းနေရလဲအမောင်ထုရှိရာဒီကြွကြွအိတ်ထဲကမဲမောင်နေတဲ့ဖွဲရီစီကိုအလူအရက်ဝင်ရောက်ကြတော့တယ်ချင်းကောင်တော်များများအိတ်ထဲဝင်သွားပြီဆိုတာနဲ့ကြွကြွအိတ်ရဲ့လက်ကင်အပေါ်ပိုင်းဘက်ကိုအလျင်မြန်စုစည်းချီနှောင်လိုက်ပြီးတော့လေကိုလျှော့ချလိုက်တယ်အိတ်ထဲမှာလေကုံတလောက်ဖြစ်ပြီးဆိုတာနဲ့အိတ်ကိုလက်ဝါးနဲ့ဖိချလိုက်တဲ့အခါမှာယာနဲ့ချီရဲချင်းတွေဟာလေယာနဲ့မရှိတော့တဲ့ကြွကြွအိတ်ထဲမှာဖွဲနဲ့အတူပြပြပြီးတေကုန်ပါတော့တယ် တနေ့ကိုအ ਨੇ ဆုံး၄-၅ချိန်လောက်တော့အဲ့ဒီနည်းနဲ့ခြင်တွေကိုနေ့စဉ်နှီးပါတတ်ခဲ့ရပါတယ်။ဒါမှလည်းခြင်ကြိုက်တဲ့သက်တာမှာပါ။ကျွန်တော်ကိုယ်တိုင်တိုက်ထဲမှာနေခဲ့တဲ့၄နှစ်အတွင်းမှာအဲ့ဒီလိုနည်းနဲ့ခြင်အနေရဲ့ကိုအတတ်နိုင်ဆုံးကာကွယ်ခဲ့ရပါတယ်။လုံးဝခြင်မကြိုက်တော့တာတော့လည်းမဟုတ်ပေမဲ့ခြင်ကြိုက်တတ်တာခဲ့ပါတယ်။တိုက်ခန်းအတွင်းမှာနှစ်ချီနေထိုင်ကြတဲ့ကျွန်တော်တို့လိုအကျဉ်းသားအများစုဟာပုံမှန်မဟုတ်တဲ့လုပ်ချက်တွေနဲ့နေ့စဉ်ဖြတ်သန်းနေကြရပါတယ်။အရင်ခက်က ပထမပိုင်းမှာဖြာချမ်းဆုပ်တွေနဲ့အိပ်ရတယ်။နောက်ပိုင်းမှာတော့တက်သားကွက်ပြစ်တွေနဲ့အိပ်ရတယ်။ဘာနဲ့ပဲအိပ်အိပ်ပါ။ကြပိုးကတော့အမြဲကြိုက်တာပေါ့။မြားပြလွန်တဲ့ကြပိုးတွေဟာဘလောက်တသက်ဘယ်တော့မှမကုံနိုင်ပါဘူး။ဒါကြောင့်ကြပိုးတွေကိုမကျေနပ်စိတ်နဲ့အရှင်ရအောင်ဖမ်းပြီးတော့ပြွက်စိတ်အုံတွေကိုပစ်ချပြီးပြွက်စိတ်စာကြွေးကြတယ်။လက်စားချေတဲ့သဘောပေါ့။အဲ့လိုလှုပ်လိုက်ရမှလဲစိတ်ကျေနပ်မှုအတိုင်းအတာတစ်ခုထိရရှိတယ်လို့ခံစားမိကြပါဗျ။ တိုက်တွင်းကလူအများစုမှာစားကောင်းတောက်ဖွယ်မရှိပေမဲ့လည်းရာသီချိန်ကျလာရင်တော့ရင်ကောင်တွေရောက်ရှိလာကြတယ်။ညပိုင်းမှာခြင်ရကိုက်၊ကြဘိုးဟာကိုက်နေခင်းပိုင်းကြပြန်တော့လေတဝီဝီမြီကတနေကုန်စိတ်အနှောက်အယှက်ပေးနေတဲ့ဒီရင်ကောင်တွေကိုမုံတိတဲ့စိတ်နဲ့အဝတ်နဲ့ရိုက်ဖမ်းလို့ဒေသည်ဖြစ်စေမသိမရှင်းဖြစ်သည်ဖြစ်စေတိုက်နေရန်တောင်းနေမှာတွေ့ကပ်နေတဲ့ပင့်ကူတွေကိုစေတနာမပါပဲပင့်ကူအိမ်မှာရင်ကောင်တွေကိုကတ်ပေးလိုက်ရင်မိနစ်မဆိုင်ပဲအဲ့ဒီပင့်ကူက ရင်ကောင်ကိုလာရောက်ပြီးအုံနောက်ကို ဖောက်စားနေတာကိုကျေနပ်တဲ့စိတ်နဲ့ကြည့်ခဲ့ဘူးတာလေအချိန်ချိန်ပါပဲအခုကျွန်တော်ရေးပြတဲ့ဒီဖြစ်ပျက်တွေဟာမြန်မာနိုင်ငံရဲ့ဘယ်အကျဉ်းထောင်တိုက်ခန်းမှာမဆို နှစ်ရှည်နေထိုင်ဘူးသူတွေများစွာကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်တွေပါ area ကျင်းမြောင်းလုံးနဲ့တိုက်ခန်းအတွင်းမှာတနေ့ကုန်အပြင်းမထွက်ရပဲ24နာရီမီပါပိတ်လောင်ခံခဲ့ရတဲ့အရင်ခက်ကကိုတွေ့ဖြစ်ရမှန်တွေပါတနေ့တနေ့ရေချိုးချိန်15မိနစ်ခန့်သာ ကောင်းငင်ကိုမြင်ရပြီးတော့အဲ့ဒီအခိုက်အတန့်လေးသာလေကောင်းလေတန်းကိုရှူရှိုက်ရတာပါ။ကြံတဲ့ချိန်တွေမှာတော့နေမထီလေမထီမိုးကောင်းငင်ကိုမမြင်ရမြေကြီးကိုမတွေ့ရပါ။တရိတ်ဆန်ထဆိုးဝါးတဲ့နေထိုင်ရမှုဖြတ်တန်းခဲ့ရတာတွေနဲ့အတူမူမမှန်အထီးကြံတဲ့ခန်းစားချက်တွေနဲ့လုတ်တဲ့မလုတ်တဲ့မခွဲကြတော့ပဲစိတ်ထဲမှာဖြစ်ပေါ်တဲ့ခန်းစားမှုတွေတိုင်းဒါမျိုးတွေကိုလည်းကျွန်တော်တို့ကိုယ်တိုင်လုတ်ခဲ့ဘူးသလိုအခြားသူများလည်းလုတ်ကြကြအောင်သိရပါဗျာ။ တိုက်ခန်းခြင်းလေးအတွင်းမှာလမ်းလျှောက်လို့မရပတ်ဝန်းကျင်အနီးအနားတိုက်ခန်းတယ်လေအော်ပြီးစကားပြောလို့ကမရတယောက်ထဲတချင်းလေးညှိလိုက်ဖះစာယွတ်လိုက်အင်္ဂလိပ်စာကြက်လိုက်ဒိုက်ထိုးလိုက်ထိုင်ထလှုပ်လိုက်ဘယ်ရီရိုက်လိုက် မရေရတဲ့စိတ်ကူးရင်အတွေးတွေနဲ့ခိုတွေးဒီတွေးနဲ့နောက်ဆုံးတော့အလုံးမရှိအလုံးရှာပြီးစံစည်းရွယ်ခန့်ကင်းမိကောက်အကောင်တဲတဲလေးကိုဖမ်းပြီးပြွဲစိတ်တွေတွားရလမ်းမှာချပေးလိုက်ရင်အဲ့ဒီကင်းမိကောက်ပုံစံအကောင်တဲတဲလေးကဘဲညာကနန်းလက်မလေးတွေနဲ့ ပြွက်စိတ်တွေကိုညှက်သက်ပြွက်စိတ်တွေကလည်းအုပ်စုလိုက်ဝိုင်းပြီးကြိုက်နဲ့တိုက်ပွဲပြီးဆုံးချိန်မှာတော့အုပ်စုများတဲ့ပြွက်စိတ်တွေကအနံ့ရသွားပြီးတော့တည်ဆုံးသွားတဲ့သူတို့ရဲ့ရန်သူကိမိကောင်အသေးလေးကိုပြွက်စိတ်တွေကတည်ယူသွားတာကိုအတိတ်ပဲမဲ့ထိုင်ကြည့်နေခဲ့မှုရာလဲမကြာခဏပါပဲဒီလိုလှုပ်ခဲတဲ့လှုပ်ရက်တွေကိုအကုတိုရဲလို့အဲ့ဒီအချိန်တုန်းကမတွေးခဲ့ဘူးပါမိမိရဲ့အထီးကျန်ဆန်လွန်းတဲ့နေထိုင်ရမှုကို အချိန်ကုန်စေဖို့အတွက်တရိတ်ဆန်ငယ်လေးတွေကိုအသက်တည်ဆုံးတဲ့အထိ ရန်တိုက်ပေးခဲ့မှုပါတယ်။ဘလောက်ပဲစိတ်သက်ကြန့်ခိုင်သူဖြစ်ပါစေမသေးချာမရေရာတဲ့မျောလင့်ချက်နဲ့ခွေးစာတတာထမင်းဟင်းကိုစားရလို့လွတ်လပ်မှုကင်းမဲ့လုံနဲ့တိုက်ခန်းထဲမှာ တွေးချင်ရတွေးလှုပ်ချင်ရလှုပ်ခဲကြတာတိုက်ပိတ်ခံနှစ်ကြီးသမားတွေနဲ့ကျိုးသမားတွေပါတခါတလေမှာနေလေခင်အိတ်လိုကမရပူပြင်းလုံနဲ့ရာသီဥတုကြောင့်အနေထိုင်ခတ်နေချိန်မှာ ပြွက်စိတ်တိုက်ပွဲကိုလေဖန်တီးပါသေးတယ် ပြွဲစိတ်အနီနဲ့ပြွဲစိတ်အနတ်တို့ကိုဖမ်းဆီးပြီးပြွဲစိတ်အနီကိုပြွဲစိတ်အနတ်အုပ်စုတွေကိုပြစ်ချပြွဲစိတ်အနတ်ကိုအနီအုပ်စုတွေကိုပြစ်ချပြီးရန်တိုက်ပေးတယ်လို့စားစရာတစ်ခုခုကိုအလဲကောင်မှာထားပြီးတော့လေပြွဲစိတ်တွေကိုရန်တိုက်ပေးခဲ့မှုပါတယ်ပြွဲစိတ်တွေအုပ်စုလိုက်တိုက်ခိုက်နေကြတာကိုခံစားချက်မဲ့ထိုင်ကြည့်ခဲ့မှုပါတယ်တိုက်ထဲမှာနေထိုင်ခဲ့ရတဲ့ပုံစံတွေကတော့မတူညီကြပါဘူးထောင်အာဏာပိုင်နဲ့အဆင်ပြေသူ ပေးနိုင်ကမ်းနိုင်သူတွေဆိုရင် တိုက်တာဝန်ခံထောင်မှုကတခန်းထဲမှာ၂ယောက်တွဲဒါမှမဟုတ်၃ယောက်တွဲထားတယ်။တိုက်တာဝန်ခံထောင်မှုကိုမပေးမကန်အောက်မကျရင်တော့တယောက်တည်းထားတာများပါတယ်။အရင်ခက်ကထောင်စည်းကမ်းဆိုတာစာအုပ်ထဲမှာရှိတဲ့စကားလုံးပါပဲ။ကျွန်တော်တို့လိုထောင်အာဏာပိုင်ကိုမပေးမကန်ကြုံမခံသူတွေအတွက်ကတော့ဘာအခွင့်အရေးမှထောင်ထဲမှာမရှိပါဘူး။အိမ်ကထောင်ဝင်စားလာရင်စားထောင်ဝင်စားမလာရင်တော့ငတ်ပေါ့။ တိုက်ဆိုတာဘလို့နီးနေမှာရှာဖွေစားတောက်ဖို့မလွယ်ဘူးဆိုတာကိုတိုက်ထဲမှာနေခဲ့ဘူးသူတွေပဲသိကြပါဗျ။ဒါကြောင့်တိုက်ပိတ်ခံရသူအများစုဟာမိမိရဲ့စားတောက်ရမှုအစဉ်ပြေစေဖို့အတွက်တိုက်ထဲမှာလက်မှုပညာလေးတွေကိုသင်ယူကြတယ်။တချို့ကတက်တင်းထိုးနီးသင်ပြီးတက်တင်းတစ်ပတ်တက်တင်းလက်ကင်ပေါ်ဟာခြုံတဲ့အုတ်ထုပ်စတဲ့တက်တင်းချီနဲ့ထိုးလို့ရတဲ့နီးစနစ်တွေကိုအသုံးပြုလို့တက်တင်းထိုးရင်မိမိရဲ့စားဝတ်နေရေးကိုဖြည့်ရှင်းကြတယ်။ တချို့ကတော့ထောင်ဝင်စားလာတဲ့သူတွေစီကဟင်းထုတ်တွေထည့်လာတဲ့ plastic အိတ်လေးတွေကိုစပ်ပြာနဲ့ဆေးကြောလို့ဖြာကြောလေးတွေနဲ့လှီးဖြတ်ပြီးမိမကိုင်းလက်ကင်အိတ်ထိုးကြတယ်။တချို့ကတော့မိမကိုင်းလက်ဆွဲချင်း plastic အုပ်ထုပ်စတဲ့အသုံးဆောင်လေးတွေကို ကိုကျွမ်းကျင်တယ်လို့ထိုးပြီးတိုက်ခန်းအတွင်းထောင်ဝင်စားလာသူတွေကိုရောင်းလို့စားစရာလေးတွေနဲ့လဲပြီးစားကြတယ်။အချင်းထောင်ဆိုတာလူတွေရဲ့ပျော်ရွှင်မှုလွတ်လပ်မှုတွေကိုကင်းမဲ့သွားစေတဲ့နေရာဒေသတစ်ခုပါ။ ဒါပေမဲ့အိတ်ဆောင်တွေမှာကိုယ့်လိုဒုက္ခတွေများစွာစုဝေးနေထိုင်ကြတဲ့အတွက်စကားပြောဖို့တွေများစွာ ရှိသလိုတယောက်နဲ့တယောက်ဘဝတူခြင်းမို့လို့နားလည်မှုတွေနဲ့အုတ်ချုပ်ခံအကျဉ်းသားများစုဟာတယောက်နဲ့တယောက်ကြွေးမွေးပေးကမ်းလို့ကူညီကြသလိုနှီးမျိုးစုံတွေလည်းရှာဖွေစားတောက်လို့ရပေမဲ့တိုက်ဆိုတဲ့နေရာကတော့80ရာခိုင်နှုန်းရှာဖွေစားတောက်လို့မရပါဘူးအလျား12ပေအနံ10ပေအမြင့်12ပေခန့်မြင့်တဲ့တိုက်နယံအလုံးပိတ်အခန်းကျင်းလေးမှာ အရှိမျက်နှာစာဝင်ပေါက်တစ်ခုသာတန်နိုင်တကားရှိပြီးတော့အခန်းရဲ့အနောက်ဖက်ဆယ်ပေခန့်မြင့်တဲ့နယံအလယ်လောက်မှာအမြင့်တစ်ပေအလှရနှစ်ပေ6လက်မလောက်ရှိတဲ့တန်တိုင်လေးတွေကာထားတဲ့လေဝင်ပေါက်တစ်ခုသာရှိပြီးဘာကိုမှမမြင်ရတဲ့အင်းစိန်ထောင်နှစ်တိုက်လိုနေရာမျိုးမှာနနချင်းဆိုင်တိုက်ခန်းကမရှိဘေးဆောင်သာမြင်တွေ့ရတဲ့ဘဝတူအချင်းသားချင်းတောင်ဆန္ဒရှိတိုင်းလှမ်းခေါ်ခွင့်မရှိစကားပြောချင်တိုင်းပြောလို့မရအောင်စီကံချက်တွေနဲ့ချုပ်ကင်ခံရရတဲ့နေရာမျိုးမှာ နေမထီလေမထီအာဟာရချို့တယ်လို့နှစ်ချီကြလာရင် လူတွေရဲ့အသားရောင်ဟာသွေးရောင်မရှိသလိုဖြူစွတ်စွတ်နဲ့ယောဂတဲ့ပုံစံမျိုးပေါက်ပြီးတော့တဖြည်းဖြည်းနဲ့ကျန်းမာရေးချို့တယ်လာကြပါတယ်။ဒါကြောင့်နှစ်တွေကြာလာတာနဲ့အမျှစိတ်ပိုင်းဆိုင်ရာတွေပါထိခိုက်လာကြပါတယ်။လူလူချင်းမြင်တွေ့နေရပါလျက်စကားပြောလို့မရတဲ့ဒုက္ခဟာဘလောက်ကြီးမားတယ်ဆိုတာကိုယ်တိုင်ခံစားမှုတွေသာ ကိုချင်းစာနာနားလည်နိုင်တာပါ။ ဒီလိုနေထိုင်ရတဲ့စီကံချက်တွေကြောင့်ကျွန်တော်ရေးပြထားတဲ့အကြောင်းအရာအဖြစ်ပြက်တွေဟာအချင်းထောင်ရဲ့တိုက်ခန်းအတွင်မှာနှစ်ချီနေထိုင်ခဲ့ဝူးသူတွေရဲ့ခံစားဖြစ်ပြက်ကြတဲ့ဖြစ်ရမှန်တွေဆိုတာစာဖတ်သူတွေကိုဗဟုသုတအဖြစ်မျှဝေပေးလိုက်ပါတယ်။အင်းစိန်အောင်စိုးဟုတ်ကဲ့ပါအခုတခါကျွန်တော်ထောင်ထဲကခေါက်ဆိုဒီမှာဆိုတဲ့အပိုင်းလေးကိုစပ်ပြီးတော့တင်ဆက်ပေးကြပါမယ်။ခေါက်ဆိုတဲ့စကားလုံးကိုဖတ်လိုက်ရတာနဲ့ထောင်မကြဘူးသူတွေမရောက်ဘူးသူတွေကတော့ အဖြေမှန်ကိုမသိနိုင်ပေမဲ့အကျဉ်းချဘူးသူတွေအချုပ်ကြခံဘူးသူတွေကတော့ချက်ချင်းသဘောပေါက်ကြပါတယ်။အရင်ခေတ်ကဘလောက်ပဲပတ်စံရှိရှိထောင်ဝင်စားတွေနေစဉ်နေပါလာသူတွေတောင်ခေါက်နဲ့ကင်းလို့လုံးဝမရပါဘူး။ထောင်ထဲမှာငွေရှိရင်ကောင်းကောင်းနေထိုင်စားတော့ရတယ်ဆိုပေမဲ့အခြားအကြောင်းအရာတွေကွဲလဲရင်ကွဲလဲမယ်။ဒီခေါက်နဲ့ပတ်သက်လို့ကတော့အယုတ်အလက်အမျက်မရွေးခွဲကြလို့မရနိုင်ပါ။ခေါက်ဆိုတာဟာကျွန်တော်တို့အကျဉ်းသားအချုပ်သားတွေအတွက်ကတော့ အယမ်းတန်ဖို့ရှိအသုံးဝင်တဲ့အရာပါမြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့အကျဉ်းဆောင်ရဲဘက်စခန်းတွေမှာတော့နေရာတိုင်းမှာမဖြစ်မနေအသုံးပြုရတဲ့အယမ်းကိုအသုံးတည်တဲ့အရာပါအကျဉ်းဆောင်ထဲမှာဘိုလ်လုံနေတဲ့အကျဉ်းသားအရာရှိ ဆိုသူတွေဖြစ်စေအယမ်းကိုငွေကြေးချမ်းသာကြွယ်ဝသူတွေဖြစ်စေတာမန်အကျဉ်းသားတွေဖြစ်စေဒါမှမဟုတ်35လို့ခေါ်တဲ့ထောင်ဝင်စားလုံးဝမလာနိုင်တဲ့သူတွေပဲဖြစ်ဖြစ်အစင်တမ်းမရွေးအသုံးပြုနေရတာကတော့ကောက်ပါ အရင်ခက်ကတရားဝင်သတ်မှတ်ချက်ကတော့အချုပ်သားဆိုရင်9ရက်တစ်ချိန်ထောင်ဝင်စာလာလို့ရပေမဲ့ထောင်ကျသွားပြီဆိုတာနဲ့14ရက်မှတစ်ချိန်ထောင်ဝင်စာလာတွေ့လို့ရပါတယ်။ချွင်းချက်အနေနဲ့တော့ထောင်ပိုင်းထောင်ပိုင်းလေးဥစည်းအရာရှိဆိုတဲ့ပထမဒုတိယတတိယအဆင့်ရှိတဲ့အကျဉ်းထောင်တာဝန်ခံတယောက်ယောက်နဲ့ပေးကမ်းပတ်သက်မှုရှိရင်တော့နေစဉ်ဖြစ်စေရက်ချားဖြစ်စေခဏခဏထောင်ဝင်စာလာတွေ့နေကြတာ ਉਹ တော့မြင်ခဲ့တွေ့ခဲ့သိခဲ့ရပါတယ်။ မရှိတဲ့သူတွေကတော့ဖြစ်တယ်လို့နေထိုင်စားတောက်ကြပေမဲ့ရုပ်ပေါက်တဲ့သူတွေကတော့ထမင်းပူပူကိုစံကောင်းကောင်းလေးနဲ့စားကျင်တာနဲ့စီပြန်ဟင်းလေးနဲ့မှစားဝင်တာနဲ့ကြီးများပြီးဝန်ထမ်းတွေအကြက်တွေစီမှာမနှက်ညထမင်းဟင်းကိုဂျိုင်ဆွဲနဲ့တလားဘလောက်ဆိုပြီးဈေးနှုန်းတတ်မှတ်ချက်နဲ့လာပေးဝယ်ယူစားတောက်ကြတယ်။ငွေကြေးပြည့်စုံသူအနေငယ်ပါ။အကျဉ်းတော်တွေရဲဘတ်စကန်တွေမှာဟိုရင်ခက်အချိန်ခါထမင်းဝအောင်မစားကြရတလို့ပဲရေကျဲ ပုံစံကပိလက်တန်းဖြားစကေးနဲ့နေ့စဉ်မနက်ညစားတောက်ဖြတ်တန်းခဲ့ကြရတာဆယ်စုနှစ်ပေါင်းများစွာပါဒီလိုကျွေးမွေးခဲ့မှုတွေကြောင့်အကျဉ်းသားများစုဟာအဟာရချို့တယ်ပြီးပင်ကိုစိတ်ဓာတ်တွေပျောက်ဆုံးလို့ယောက်ျားမာနာတွေလူသားတယောက်ရဲ့ခုံသိက္ခာတွေပျောက်သွားပြီးမိမိအသက်ရှင်သန်နေထိုင်မှုသူ့အနေထားနဲ့သူလမ်းကြောင်းတွေရွေးချယ်ကြပါတော့တယ်ဘသူတေးငတေးမာရင်ပြီးရောဆိုတဲ့စိတ်ဓာတ်ရှိသူတွေကတော့အချင်းထောင်ရာရှိတွေကိုနီးမျိုးစုံနဲ့ ဝင်ပူးကပ်ပါတော့တယ်။အခြားအကျဉ်းသားတွေအမားတွေကိုပပိုတတာဂုံချော်ပြီးမျက်နှာလှုပ်တဲ့သူတွေကတမျိုးအဆောင်မူးဒုအဆောင်မူးတွေကိုရက်ခတ်ပေး၊နှိမ့်နှိပ်ပေး၊ရေချိုးပေးလို့သူတို့အကျဉ်းသားအရာရှိဆိုတဲ့ယာရုလေးရဖို့အတွက်ねဒီလိုလောက်ကြလေးရှိပါတယ်။ဒီလိုပြောဆိုလောက်ကိုင်းပြီးဖားရကြုံခံမှအကျဉ်းသားအရာရှိဆိုတဲ့ယာရုကိုရရှိမှလည်းဖြစ်ပါတယ်။ဒီလိုယာရုရမှသာအခြားအကျဉ်းသားတွေစီကမထထာရေစာကိုစားရမှာပါ။တချို့ကတော့ အသက်ကငယ်ထောင်ဝင်စားကလည်းမလားမိုးလင်းမှုချုပ်ဆဲဆူကြိမ်မောင်းရိုက်နှက်ပြီးအလောက်ကခိုင်းနေတော့အကြောက်တရားကြီးကြီးစိုးလို့အငတ်တံမခံနိုင်ချိန်မှာအချော့အချောင်းနဲ့မြူဆွဲနေတော့ယောက်ျားတွေရကုန်ပါတယ်တချို့ကတော့မာနတွေခွာချပြီးဟင်းလေးစားရဖို့ဆက်လိတ်လေးတောက်ရဖို့အတွက်အကျဉ်းသားချင်းနင်းနှိပ်ပေးလို့ရှင်သန်မှုစ조사ကြတယ်တချို့သောသူတွေကတော့ထောင်ဝင်စားကောင်းကောင်းလာနိုင်သူတွေစီမှာထမင်းဆွဲပြီးထမင်းခွက်ဟင်းခွက်စေးပေးလို့ အကျဉ်းအကျံလေးတွေစားတော့ရင်အသက်ဆက်ဖို့လောက်ကန်ကြရတယ်။လူရိပ်လေသူတွေကတော့ဘသူစီမှာအောက်ကြမခံပဲဈေးရောက်စားကြတယ်။လူမျိုးစုံစိတ်မျိုးစုံနဲ့အကျဉ်းသားတွေဟာနီးလန့်အမျိုးမျိုးနဲ့မိမိစားတော့ရဖို့အသက်ရှင်နေထိုင်ရဖို့အတွက်ဒီလိုဖြတ်သန်းကြလိမ့်ရှိပါတယ်။စနစ်တစ်ခုရဲ့မကောင်းမှုကြောင့်အကျဉ်းထောင်တွေရောက်စဲရောက်လာကြသူတွေဟာစိတ်ဓာတ်တွေပုံမှုပျက်စီးဆုတ်ပြတ်သွားကြတာကိုကျွန်တော်နှစ်အတန်းကြာ မြင်တွေ့ခဲ့ရပါတယ်။ 1996ခုနှစ်ကနေ2014ခုနှစ်အထိအကျင်းထောင်ရဲဘတ်စခန်းတွေမှာ coffee mill ဆိုတာပတ်စံအစားအထိုးအသုံးပြုလို့ရတဲ့ဈာခံပစ္စည်းတစ်ခုပါအကျင်းထောင်တွင်ရဈေးတယ်ရီစီမှာခောက်ဆွဲကြာစံဆက်လိတ်ကွန်းမုတ်ဟင်းဘာပဲဝယ်ဝယ် coffee နဲ့ဝယ်ဈေးတယ်ကရောင်းမိတာပါပဲဒါကြောင့် coffee mill ထုတ်တွေဟာအကျင်းထောင်ထဲမှာဒေါ်လာငွေလိုပဲအလွန်ကိုအသုံးဝင်ပါတယ်ပတ်စံကင်ထားတိန်းထားရင်တခိုးရန်ကြောက်ရ ဝန်ထမ်းတွေ့ရင်လဲဝေစုခွဲမှာစိုးရရှာဖွေရေးလာရင်လဲပါသွားမှာကြောက်ရနဲ့တတော်ရံများပါတယ်ဒါပေမဲ့ကော်ဖီမစ်ထုတ်တွေရာချီရှိနေပါစေဝန်ထမ်းတွေရှာဖွေရေးတွေကမသိမ့်ပါဘူးတကိုးရံတစ်ခုသာကြောက်ရတာပါအချင်းတော်တွေမှာကော်ဖီမစ်ထုတ်တွေဟာငွေစက်ကူတွေလိုပါပဲတောင်ယာမှာအသီးရွက်ဝယ်လဲကော်ဖီမစ်ထုတ်ရေစက်မှာမီးဖို့မှာတွားရောက်ဟင်းချက်မယ်ရင်နွေးတယ်မယ်ဆိုလဲကော်ဖီမစ်ထုတ်သာအဓိကပါအချင်းတော်စီကန်းဆိုတာ အမြဲတမ်းပြောင်းလဲနေတယ်။ထောင်ပိုင်တယောက်ပြောင်းရင်တမျိုးသူတို့ကြိုက်တဲ့ပုံစံနဲ့ပြောဆိုအုပ်ချုပ်ကြတဲ့အခါဝန်ထမ်းတွေအကျဉ်းသားတွေကလည်းလိုက်လံပြောင်းလဲနေထိုင်လုပ်ကင်ကြရပါတယ်။အကျဉ်းသားတွေကိုလူသားတွေလို့တွေးမြင်တဲ့ထောင်ပိုင်မျိုးဆိုရင်တော့တချို့စည်းကမ်းချက်လေးတွေထုတ်လို့ဟိုဟာမလုပ်ရ၊ဒီဟာမသွင်းရလို့ပြောပေမဲ့တာဝန်ရပြောချင်တာဖြစ်ပြီးတော့မမြင်ချင်အောင်မတွေးချင်အောင်ဆောင်းလဲထောင်ပိုင်မျိုးအုပ်ချုပ်ချိန်မှာနေထိုင်သွားလာစားတောက်ရေးအဆင်ပြေပေမဲ့တချို့ထောင်ပိုင်တွေကတော့ သူတို့သာမဟုတ်တာလုပ်နေတာဝန်ထမ်းတွေကိုဘာပစ္စည်းမှတည်ယူခွင့်မပြုတဲ့အခါမှာဝန်ထမ်းတွေဝင်ငွေမရှိတယ်လို့အကျဉ်းသားတွေလည်းစားရမယ်တောက်ရမယ်ဖြစ်ကြပါတယ်အကျဉ်းတော်ရဲ့အိတ်ဆောင်တွေကိုဝန်ထမ်းတွေကဟင်းထုတ်တွေမုတ်ထုတ်တွေစားတောက်စရာတွေတွင်းလို့ရချိန်မှာကျွန်တော်တို့အကျဉ်းသားတွေလည်းရောင်းဝယ်ကြလို့စားတောက်ရတာအဆင်ပြေတယ်ထောင်ထဲကိုဘာစားတောက်စရာမှတွင်းလို့မရရင်တော့ထောင်ထဲမှာရှိတဲ့အသီးအရွက်တွေကုန်တာပါပဲအသားမဝင်တော့အရွက်ကိုပဲစားတောက်ကြတဲ့အတွက်ပါ အင်းစိန်ထောင်လို့အကျဉ်းသားအချုပ်သားအရေးအတွက်ရဲ့တဝက်လောက်ထောင်ဝင်စာလာတွေ့တဲ့ထောင်ဆိုတာနဲပါတယ်မြို့ပြကတော့အနေငယ်လောက်သာထောင်ဝင်စာလာသူများတာပါနယ်ဘက်ကထောင်အများစုဟာအကျဉ်းသားဥယျာဉ်ရဲ့၄ဘုံ၃ဘုံ၅ဘုံ၃ဘုံလောက်သာထောင်ဝင်စာလာကြတဲ့အတွက်အကျဉ်းသားတွေဟာစားတောက်ရည်အလွန်ခက်ခဲချွတ်တဲကြပါတယ်အကျဉ်းတော်တခုမှာထောင်ဝင်စာလာသူများမှသာ ထောင်ထဲမှာအဆင်ပြေတာပါအဲ့ဒီထောင်ဝင်စာလာသူတွေရဲ့စားစရာငွေကြေးဟာ အခြားသူတွေစီကိုပြန်သွားမှ အများစုစားရတာပါဒီလိုမှမဟုတ်ပဲထောင်ဝင်စားလာသူနဲတယ်ဆိုရင်တော့အဲ့ဒီထောင်မှာရှိတဲ့သူတွေအများစုဟာအာဟာရချွတ်တယ်ပါတယ်ဒါကြောင့်အကျဉ်းထောင်တွေရဲ့အိတ်ဆောင်တိုင်းရဲ့အခန်းတွေမှာသို့မဟုတ်ရေဆက်တွေမှာ ကောက်ချိတ်ကြတယ်ကောက်ဆိုတာရေနွေးတယ်လို့ရတယ်လို့ဟင်းသီးဟင်းရွက်တွေကိုလည်းနှူးနှံအောင်ပြုတ်လို့ရတဲ့အရာပါကျွန်တော်တို့အကျဉ်းသားတွေအတွက်ကတော့အရန်ကိုမှပဲအတုံးဝင်လာပါတယ် ကျွန်တော်တို့ကိုယ်တိုင်ရေဆက်ရေကန်မှာ၄နှစ်လောက်နေထိုင်လောက်ကင်မှုတဲ့အတွက်ကြောင့်ဒီကောက်အကြောင်းစာဖတ်သူတွေကိုရေးပြပါမယ်။ကောက်ကိုစိုက်အမျိုးမျိုးနဲ့လောက်ကြတယ်။အချင်းထောင်တိုင်းမှာအလုတ်ယုံဆိုတာရှိတယ်။အလုတ်ယုံမှာပပဲဖို့ဆိုတာထောင်တွင်းလုပ်ငန်းသုံးပစ္စည်းလေးတွေလုပ်ဖို့ထားတာပါ။ဒါပေမဲ့အဲ့ဒီပပဲဖို့ကနေရင်နွေးတယ်ဖို့အရွက်ပြုတ်ဖို့ကောက်လောက်ရမယ်တံပြားလေးတွေကိုပတ်စံပေးဝယ်ရတယ်။အနံတစ်လက်မှာအလှယနှစ်လက်မှာစိုက် ်အနက်2လက်မှ အလှယ3လက်မှစိုက်အနက်2လက်မှအလှယ4လက်မှစိုက်မျိုးစုံကိုငွေပေးဝယ်သည်ဖြစ်စေကော်ဖီမစ်ထုံနဲ့ဝယ်သည်ဖြစ်စေဝယ်လို့ရတယ်ဒီတံများလေးတွေကိုသူ့စိုက်နေသူခေါက်တစ်ခုလောက်ပုံကတော့တံများနှစ်ပြရဲ့အလယ်မှာဝါးကြံလေးဖြစ်ဖြစ်သက်သားပြလေးဖြစ်ဖြစ်ခတ်သေးသေးထည့်ပြီးတော့တံများနှစ်ပြအောင်မထိစေပဲပလတ်စတစ်ကြိုးလေးနဲ့ခြီးပြီးတံများရဲ့ဘယ်တော့ညာတော့နေမှာတစ်ဖက်စီကိုတံများမှာပါတဲ့အပေါက်တိုင်းဝါယာကြိုးစာလေးတွေကို တစ်ဖက်တစစီခြီလို့နှစ်ပေသုံးပေလောက်ရှည်တဲ့ဝါယာကြိုးစာကိုဖြတ်လိုက်ရင်ခောက်လို့ခေါ်တဲ့လျှက်စစ်နဲ့ဂျိုင်းလိုက်ချိန်လိုက်ရင်ရင်ွေးတယ်မလားအရွက်ပြုံမလားစိုက်တာလှုပ်လို့ရပါတယ်ရင်ွေးတယ်လို့လက်ဖက်ချောက်ခတ်တယ်လေဘာမှမဖြစ်ပေမဲ့အရွက်ခွက်ထဲမှာအချုံမုတ်တို့စားတို့ပါလာရင်တော့ဖုံးတိုင်းဆိုပြီးအတန်မြည်ပြီးထပေါက်တလေးရှိပါတယ်အကျဉ်းသားများစုဟာထောင်ထဲမှာရှိတဲ့ဂေါ်ဘီပန်းဂေါ်ဘီကြိုက်လန်ချက်မောင်ရွက်ကစွန်းရွက်နိုကိုဥ မုံငင်းရွက်မုံလာရွက်မုံလာဥစတဲ့အသီးရွက်မျိုးစုံကိုမနှက်ညနေစဉ်ဒီပါရေဆက်မှာကော်ဖီမိတ်တထုပ်ပေးလို့အရွက်ပြုတ်ကြပါတယ်။ခေါက်ချိတ်ပြီးပြုတ်လာတဲ့အသီးရွက်ကို စားထက်အချုံမုတ်ခတ်လို့ဟင်းအဖြစ်စားကြရတယ်။တချို့ထောင်ဝင်စားလာသူတွေကတော့အရွက်ပြုတ်တဲ့ကိုပစုံချောက်ကျော်ဒါမှမဟုတ်ငပိကျော်လေးထည့်လို့ဟင်းအဖြစ်စားကြတယ်။မြည်သူမဆိုးရေဆက်မှာရေနွေးတဲ့သည်ဖြစ်စေအသီးရွက်ပြုတ်သည်ဖြစ်စေခေါက်ချိတ်ခါအဖြစ် ကော်ဖီမိတ်တထုပ်ပေးရတယ်။ အခန်းလူကြီးအခန်းစည်းရေးစီကံထိမ့်သိမ့်ရေးဘသူမဆိုအလကားမလုပ်ဝေးပါသူ့ခွင်နဲ့သူလောက်ကြတာဖြစ်တဲ့အတွက် ပေးခြင်းသည်ဖြစ်စေမပေးခြင်းသည်ဖြစ်စေကော်ဖီမစ်တစ်ထုပ်ပေးမှခေါက်ချိတ်ပေးပါရယ်ဒါပေမဲ့ထောင်အခေါ်ခေါက်ဆိုတဲ့စကလုံးဟာအပြင်လောကမှာအများသူငါတိထားနားလေတဲ့ကြက်မပြေသူအုံနောက်မကောင်းသူကို ခေါ်ဝေါ်တဲ့စကလုံးမဟုတ်ပဲထောင်ထဲမှာရင်နွေးတည်တဲ့ဟင်းသီးဟင်းရွက်ပြုတ်တဲ့တံပြားလေးကိုခေါ်တယ်ဆိုတာစာဖတ်သူတွေကို ဗဟုသုတဖြစ်ရေးသားဖော်ပြတာပါအခုချိန်ဒီအကျဉ်းထောင်တွေရေဖတ်စကမ်းတွေမှာဒီခောက်လေးကိုအသုံးပြုပြီးကျွန်တော်တို့အကျဉ်းသားတွေရဲ့စားရေးတောက်ရေးကိုဆက်လက်ဖြည့်ရှင်းနေကြမယ်ဆိုတာခံမှန်းမိပါတယ်အကျဉ်းထောင်တွေထဲမှာတစ်ချိန်ကအတူတူနေထိုင်ခဲ့ကြပြီးတော့အခုချိန်ဒီမလွတ်မြောက်သေးတဲ့တငယ်ချင်းအပေါင်းအသင်းများကိုတတိယစွာနဲ့ဒီဆောင်ပါနဲ့နှုတ်ဆက်လိုက်ပါတယ်အင်းစိန်အောင်ဆို့ ုတ်ကဲ့ပါအခုလိုအဆုံးအထိလိုက်ပါနားဆင်ပေးကြတဲ့ clicker ပေါင်းနဲ့ dollar ပြည်သူပေါင်းတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာโอเคနောက်ပိုင်းမှာပြန်ဆုံကြမယ်နော်တနာအစောပြင်ရမယ်ဒီနေ့ကတရားမြတ်တာလုံးလက်ချင်းနဲ့မတွေ့ အားလုံးရဲ့မြေဂျာနောင်းသောပြရမဲ့ဟေးဒီနေရာတရားမြတ်ကလွတ်လပ်ခြင်းနဲ့ပေါ်အားလုံးရဲ့မြေ